ားလုံးမင်္ဂလာပါသော all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတာဤအရှင်ဝိစိတ်တဧတံထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်။အပိုင်းလေးအတိတ်မှာ ဘာဖြစ်ခဲ့ဖြစ်ခဲ့ကျင်ခဲ့တာကတော့ကျင်ခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင်အရှုံးများတာကလည်းကိုယ်ပဲဖြစ်မှာပေါ့ခံစားနေရလေရှင်များတာပဲလေတယောက်ယောက်ကို မုံလိုက်လို့ကိုယ်လည်းအကျိုးရှိ သူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုံတည်ရင်မုံရမှာပေါ့အမုန်းဆိုတာအကျိုးရှိဖို့တဲ့အရှုံးကိုပဲဖြစ်စေတာမဟုတ်လား တယောက်ယောက်နဲ့ပတ်သက်ပြီးဖြစ်ဖြစ်တစ်ခုခုနဲ့ပတ်သက်ပြီးဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြည့်ဖြောက်လို့မရအောင်မချေနှက်ချက်တွေများနေတယ်ဆိုရင်တော့ကိုယ့်ဘက်ကပဲအပြီးဖြစ်လိုက်ပေါ့တန်တရားအဆက်ဆိုတာကိုယ့်ဖြစ်မှာပဲပြတ်မှာလीဘသူကြောင့်ပဲဖြစ်ဖြစ်ကိုမကျင်နဲ့လို့ကိုယ့်ဘက်ကတုံ့ပြန်ပြန်ရင်လည်းတန်တရားကရှိနေကြအောင်မှာဆိုတော့များများမကျင်နဲ့လीမြင်မြင်ဖြစ်နိုင်အောင်ကြိုးစားလေဆိုရင် အဆုံးသက်လည်းမြင်မှာပဲပေါ့ ဒါကြောင့်ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေမှာဘသူကြောင့်ဘာကြောင့်ဆိုရဲလက်ညှိုးတွေကိုပေးဖယ်ဘဝတန်တရားခရီးမှာအကျွေးတွေမတည့်ချင်တော့ဘူးဆိုရင်တော့ကိုကစပြီးဖြက်လိုက်ပါအပြစ်တွေလည်းမတည့်အချစ်တွေလည်းမလွယ်တော့ပဲတန်တရားခရီးဒီဘဝမှာပင်အပီးထားလို့အဆက်မတည်းများဖြက်လိုက်ကြဖို့ပဲပေါ့ခံစားလွယ်တဲ့သူဟာဆုံးရှုံးဖို့လည်းလွယ်တတ်တယ်ပင်ပန်းမှုလည်းများတတ်တယ် ခံစားမှုနောက်ကိုလိုက်ရင်အလိုမချမှုနဲ့မကျေနပ်မှုကိုတိုးဝစေတတ်တယ်။ခံစားမှုကြီးလေဝေဒနာကြီးလေဖြစ်တတ်တယ်။ဘုဒ္ဓဆင်ဘဝအလွယ်တကူခံစားမှုတွေဖြစ်တတ်ပေမဲ့ခံစားမှုရဲ့နောက်ွယ်မှာဒုက္ခတရားကကပ်ပါလာတတ်တာကိုတော့တတိပြုဖို့လိုတယ်။အိုင်ဂျူလို့ခေါ်တဲ့မှဉဏ်ဆွမ်းအားဘလောက်ပဲမြင့်မြင့်ဤဂျူလို့ခေါ်တဲ့ခံစားမှုကို ထိန်းပေးနိုင်တဲ့ဆွမ်းရည်မရှိရင် ပညာတော်တဲ့သူတွေလည်းကြာရှုံးမှုတွေကြုံရတတ်တယ်။ဘဝမှာအောင်မြင်နေတဲ့သူအတော်များများဟာခံစားချက်ကို ထိန်ချုပ်နိုင်တဲ့သူတွေပဲများတာကိုတွေ့ရလိမ့်မယ်။မြတ်ဗုဒ္ဓကအကောင့်အဆိုးခံစားမှုမှာမတုံမလောက်ရင်ဆိုင်နိုင်တဲ့သူဟာစိုးရိမ်မှုကင်းပြီးအပြစ်ကင်းကြောင်းလဲညွန်ဟောတော်မူတယ်။အကောင့်ခံစားရလို့လည်းအပြော့မလုံဖို့အဆိုးခံစားရဖို့လည်းမတုံလောက်ဖို့အရေးကြီးတယ်။ ခံစားချက်ဆိုတာခံစားဖို့မဟုတ်ဘူးခံစားချက်ကိုတိမှတ်ဖို့ပဲသိရင် အလွယ်မခံစားတော့ဘူးမခံစားရင်ဒုက္ခနေမယ်ဒါကြောင့်ဘလို့ခံစားမှုပဲကြုံကြုံအလွယ်တကူမခံစားမိပါစေနဲ့ကောင်းလို့လည်းမပျော်နဲ့ဆိုးလို့လည်းမချော်နဲ့အကောင်အဆိုးခံစားချက်ကို အကြောင်းအကျိုးတရားမှုအဖြစ်ရင်ဆိုင်နိုင်ရင်ဘဝခံစားမှုဆိုတာတည်တင်ကပါပဲပြေတနာလားရှိရပါဘော့ လုံးလုံးနေသူမှာပို့ရှိရင်အလုံများလေပြဿနာများလေပဲတကယ်တော့လူတိုင်းအတွက် ပြဿနာဆိုတာအနေအများရှိနေကြမှာပဲတယောက်တည်းတော့ကိုယ့်ဘာသာကိုပြဿနာဖြစ်နေတဲ့သူတွေလည်းရှိနေကြတာမဟုတ်လားပြဿနာရှိတာပြဿနာမဟုတ်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတတ်ဖို့ပဲလိုတယ်ပြဿနာဆိုတာခံစားနေဖို့စိုးရိမ်နေဖို့မဟုတ်ဘူး ယတနာဆိုတဲ့စကားလုံးကိုမြန်မာအပြည့်တန်မှာကိုက ဖြည့်ရှင်းရန်အမှုကိစ္စလို့ဖွင့်ပြထားတယ်။ခံစားရမယ့်အမှုကိစ္စလို့မဖွင့်ဘူး။ယတနာဆိုတာဖြည့်ရှင်းရမှာလေ။ဖြည့်ရှင်းရမှာကိုမဖြည့်ရှင်းဘဲခံစားနေကြလို့ယတနာကပိုကြီးသွားကြတာနေမှာ။ဆိုတော့ကအလုံးလုံးနေတဲ့သူတွေအတွက်ယတနာရှိနေတာမဆန်းဘူး။ပြဿနာရှိလာတဲ့အခါခံစားမှုနဲ့မရှင်းပဲညံနဲ့ဖြေရှင်းတတ်ဖို့ပဲအရေးကြီးတယ် ခံစားချက်ကို ရှည်ရင်တင်ရင် ပြဿနာကမပြေလည်ပဲအမှားတွေကို ပိုဖြစ်စေတတ်တယ်။ခံစားချက်က အမှန်တရားကိုမျက်ကွယ်ပြုတတ်တယ်။ခေါင်းအေးထားအသိဉာဏ်အားနဲ့ပဲဖြေရှင်းဖို့ပဲလေ။ဒါကြောင့်ပြဿနာဆိုတာကိုယ့်ရဲ့အရေးချင်းကိုမှကြောက်တင်ပြီးတဲ့စံတတ်မှုပဲဖြစ်တဲ့အတွက်ပြဿနာကိုမကြောက်ပါနဲ့။ပြဿနာကိုရင်ဆိုင်ပြီးခံစားချက်ကိုဖေးဖဲအသိဉာဏ်နဲ့ဖြေရှင်းနိုင်အောင်ကြိုးစားဖို့ပဲပေါ့။ သူများရဲ့အမားကိုရှာလာလွယ်ကို့အမားကိုလက်ခံဖို့ကြတော့ခတ်တယ်အမားကိုပြုပြင်ဖို့ပို့ခတ်တယ်အတိညာအားနဲ့ရင် ကို့အမားကိုမမြင်ပဲသူတပားအမားကိုရှာဖွေပို့ခတ်ပြောဆိုတာကို့အမားကိုကကွယ်တတ်တယ်လောက်တဲ့များအလုံးပြောတဲ့များစကားချင်တဲ့များအတွေ့များဟာကို့အတွက်လည်းအကျိုးမရှိ အများအတွက်လည်းအကျိုးမရှိဖြစ်စေတတ်တယ်အတိပညာရှိတဲ့သူဟာသူများအမားကိုမနှိမ်ချပဲ ကိုကောင်းအောင်တောင်ကြိုးစားတယ်။သူများအမကိုတင်ကဲစားယူပြီးကိုမှန်အောင်သာအားထုတ်လေရှိတယ်။အသိပညာရှိတဲ့သူတွေရဲ့လုံရဟာမိမိသူတပါအကျိုးများမှုကိုသာဖြစ်စေရင်ဒါကြောင့်အသိပညာရှိအောင်ကြိုးစားရမယ်။အသိပညာရှိဖို့အတွက်စာများများဖတ်ရမယ်။စာစုံဖတ်ရမယ်။အတွေ့အကြုံများအောင်ကြိုးစားရမယ်။အရေးကြီးဆုံးက အမှားနဲ့အောင်တတိဆောင်ရမယ်။တတိရှိရင်တရားရှိရင် ။တရားရှင် အမှားတိမယ်။အမှားတိတာအမှန်တရားရဲ့ရှေ့ပြေပဲပေါ့။စင်ရဲပေမဲ့မစင်ရဲပါစေနဲ့။မစင်ရဲရင်လည်းအစင်မလွဲပါစေနဲ့တဲ့။ရုပ်စင်ရဲပေမဲ့စိတ်မစင်ရအောင်နဲ့။ရုပ်မစင်ရဲရင်လည်းအတဲ့အကြတွေကြပြင်စင်ရရတဲ့အခါအစင်မလွဲအောင်နေလို့ဆိုလိုတဲ့သဘောပါပဲ။ကမှရုပ်ဝိတ္ထုတွေမပြည့်စုံလို့ရုပ်ပိုင်းဆိုင်ရာတွေမှာ ဘလောက်ပဲစင်ရဲစင်ရဲအရေးကြီးဆုံးကစိတ်မစင်ရဲအောင် နေတတ်ဖို့ပဲတခါတခါမရှိတာကလည်းချမ်းသာတစ်မျိုးပဲအိုးအိမ်တိုက်တာမြို့ပြအိမ်ချင်တွေချာမှနေရတာထက်ဒေါတောင်တွေချာဝါအိမ်လေးမှာတိတ်တိတ်ဆိတ်ဆိတ်နေရတာကလည်းစိတ်အေးချမ်းမှုကို ပေးဆွနိုင်တာပဲလေရုပ်စင်းရဲ့ပေမဲ့မရှိလို့မပူရတဲ့ဒုက္ခရှိနေလို့ပူရတဲ့ဒုက္ခတဲ့စိတ်ချမ်းသာမှုကိုအများကြီးအထောက်ပံ့ဖြစ်စီတာပဲမဟုတ်လား တချို့ကြတော့ရုပ်ပိုင်းဆိုင်ရာမှာပြည့်စုံနေရပေမဲ့စိတ်မချမ်းသာတဲ့ဘဝမှာပင်ပန်းနေရတဲ့သဘောရှိတယ်။ချမ်းသာမယ်ထင်ပြီးရှိအောင်လုပ်ခဲ့ပေမဲ့တကယ်ရှိလာတော့အဒီအရှိတရားကပူလောင်မှုကိုဖြစ်စေတာလည်းအများကြီးပဲလေ။ရုပ်ဝိတ္ထုအရှိတရားဆိုတာအတိတရားမပိုင်ရင်ရှိထားတာနဲ့အမျှအပူကိုရစေတတ်တယ်။ခုနှစ်ရက်မိစည်းစိမ်ကို ခံစားခုနှစ်ရက်ပြည့်ရင်တတ်မယ်ဆိုတဲ့ ရာဇသက်ရထားတဲ့သူအတွက်ကတော့မင်းစည်းစိမ်မှာခံစားနေရပေမဲ့သူ့မှာတရက်တရက်ကုန်သွားမှာကိုကြောက်နေရတာပဲမဟုတ်လားတချို့သူတွေရဲ့ရုပ်ပစ္စည်းမစင်းရတဲ့ဘဝဟာ အတ္တိလိုပါပဲတတိယကအချမ်းသာတွေချာတက်ပြီးလို့ပြင်ဆင်တဲ့အခါအစင်းမလွယ်ဖို့တတိပြုရမယ့်အချက်ပါပဲဒါကြောင့်ဘလောက်ပဲစင်ရင်စင်ရင်ရုံမွဲပေမဲ့အကျင့်မမွဲပါစေနဲ့ အကျင့်မြဲတဲ့ချမ်းသာဟာအကောင်းဆုံးချမ်းသာပါပဲရှိနေလို့လေအတိတွေမလွဲပါစေနဲ့အရှိတရားဟာအတိတရားမပါရင်ရှိထားတာအလကားပါပဲလောကမှာကိုယ်စိတ်ကကိုယ်ကို အလဲစားခံရတာအဆိုးဆုံးပဲအဲ့ဒါကိုပဲမတိစိတ်လို့ခေါ်ကြတာနေမှာမတိတာကအလဲစားခံရတဲ့သဘောပဲဘာကအလဲစားခံရတာလဲဆိုတော့အာယုံကအလဲစားခံရတာ စိတ်မှာတတိမကတ်ရင် စိတ်ဟာအာယုံတွေရဲ့လှည့်စားတာကို ခံရတတ်တယ်။တတိမကတ်တဲ့စိတ်ဟာခံစားမှုတိတ်လွယ်ပြီးအာယုံတွေအပေါ်မှာအလွယ်တကူဆွဲလန်းတတ်တယ်။ဆွဲတဲ့သူဟာလန်ဖို့ထက်လွယ်ဖို့ပဲများတယ်။အဆွဲကြည့်တဲ့သူဟာအလွယ်တွေလည်းကြီးတတ်တယ်။လူအတော်များများဖြစ်ပေါ်နေတဲ့ဒုက္ခဟာတကယ်တော့ခံစားလွယ်လို့ပါပဲ။ခံစားလွယ်တဲ့သူဟာဒုက္ခပိုကြီးတတ်ပြီးအကောင်းဆုံးတွေချာ လောဘဒေါသတွေများတတ်တယ်။အကောင်အဆိုးခံစားချက်ဟာအာယုံရဲ့အလှည့်ပြောင်းချောင်းဆိုတဲ့သဘောကိုမသိတဲ့အတွက်အာယုံရဲ့အလှည့်ပြောင်းမှာစိတ်ကလိုက်ခံစားရင် စိတ်ဆွဲရနောက်ရုပ်ပါရောက်ကုန်တော့တာပါ။ဒီသဘောကိုသိဖို့ကစိတ်ကိုတတိနဲ့ကြည့်ဖို့လိုတယ်။ဒါကြောင့်စိတ်ကြောင့်စိတ်မှာတရားမရဖို့ကိုယ်စိတ်ရဲ့လေစားမှုမှာခံစားချက်တွေမများဖို့အတွက်အာယုံတွေနောက် စိတ်မရောက်ရလေအောင် ကိုယ်စိတ်ကိုတတိကပ်ပြီးအရှိတိုင်းတည်မှတ်ရမယ်။အရှိနဲ့အတိတတတဲရှိဖို့တတိတရားလက်ကင်ထားရမယ်။အရှိကိုတည်နေရင်မဆွဲဘူး။ဆွဲတယ်ဆိုတာမတည်လို့ဆွဲတာမဆွဲရင်မလွဲတော့ဘူး။အမြင်ရောက်လာရင်မြန်မြမြင်ရတယ်လို့ကြဲကြဲလေးမြင်ရတယ်။တစ်ဖက်ကလည်းအမြင်ရောက်လေလေတံမိုးတံပိုခံစားရလေလေဖြစ်တတ်တယ်။သစ်ပင်တွေမှာထိတ်ဆုံးက သိရွက်သစ်ကတ်တွေဟာ တစ်ဖက်ဖက်လုံလုံးနေအောင်လေတိုက်ခံရမိုးစုခံရတာတွေဖြစ်တတ်တယ်။ဘောကလည်းဒီလိုပဲအမြင့်ရောက်တာနဲ့ချက်ချက်ပြန့်ပြန့်ထဲထဲဝင်ဝင်တော့ပိုရှိလာတယ်။ဒါပေမဲ့မြင့်လာတာနဲ့အမြအတိုက်ခိုက်တွေကလည်းပိုများလာတော့တာပဲ။မြင့်တော့လူပိုမြင်တယ်။ပိုတတိထားလာတယ်။အမားရှာရပိုလွယ်တယ်။ပိုပြီးတိုက်ခိုက်မှုတွေ ခံလာရတယ်။ဒါကြောင့်အမြင့်ရောက်တဲ့သူကအမြင့်ကျယ်ဖို့လေလို့တန်ခန္ဓာရေရှိဖို့လေလို့တယ် များများနဲ့ကြဲကြဲကြီးတက်ဖို့လိုသလိုအတိုက်အခိုက်တွေမှာလည်းရှောင်တက်တိမ်တက်ဖို့လိုတယ်။သစ်ပင်ထိပ်ပြားကသစ်ခတ်သစ်ရွက်လေးတွေဟာအင်းအပြင်းနဲ့လေတံမိုးရံတွေချအလိုက်တင့်လှောက်ရှားနေရင်အကျိုးအပဲ့သက်တောင်ထိမ့်တင်ရသလိုဘဝမှာအတိုက်အခိုက်တွေချအကျိုးပဲ့သက်တောင်အတိတရားနဲ့အလိုက်တင့်ထိမ့်ချောင်းနိုင်ဖို့လိုတယ်။တန်ခံနိုင်မှအထုတ်တတ်မယ်။တန်မခံနိုင်ရင်ကျိုးပြတ်မယ်။ လောကမှာစေတနာကို နားမလည်တဲ့သူတွေရှိတယ်။စေတနာကိုအပြစ်မြင်တဲ့သူတွေလည်းရှိတယ်။စေတနာကိုစော်ကားတဲ့သူတွေလည်းရှိတတ်တယ်။အဲ့ဒါကသူတို့အပိုင်းပဲ။ကိုယ်တမိုင်ကတော့ဘာပဲလုပ်လို့စေတနာမှန်မှန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲမဟုတ်လား။ကိုယ်လုပ်တာ သူတို့ရဲ့တုံ့ပြန်မှုကောင်းကိုမျှော်လင့်ဖို့မှမဟုတ်တာ။အကျိုးသက်ရောက်မှုကောင်းတွေဖြစ်ဖို့ပဲလေ။တကယ်တော့စေတနာကောင်းဆိုတာလူတိုင်းမှာမရှိတတ်ဘူး။ကိုယ်မှာ အဒီစေတနာကောင်းလေးရှိနေတာကိုကဒါဟာအကောင်းတက်ခံလေးပါလားဆိုတဲ့သဘောပဲဒီတက်ခံလေးကိုတယောက်ယောက်တစ်ခုခုကြောင့်ပြည့်ပြည့်သွားလို့တော့မဖြစ်ပေဘူးပေါ့ဒါကြောင့်ကံဆိုတာအလုတ်အလုတ်ဆိုတာစေတနာပဲဖြစ်တဲ့အတွက်စေတနာကောင်းကောင်းနဲ့အလုတ်ကောင်းကောင်းသာလုပ်ပါထုံပြဲမှုမကောင်းလဲတက်ရောက်မှုကောင်းဖို့ကအဓိကပဲပေါ့အလုတ်ကြီးကြီးလုပ်တဲ့သူဟာအလုတ်လေးတွေနဲ့အချိန်မကုန်သင့်ဘူး ကောင်းတာတွေချာမှမကောင်းတာလေးတွေအပေါ်အတွေးမချော်ပါစေနဲ့သူများထက်တော်တယ်တက်တယ်လို့သတ်မှတ်ခံရသူဟာသူများထက်ပိုပြီးသဘောထားပြေဝရတယ်တည်ငြိမ်ရတယ်အကျင့်တိတ်ကပိုတာရတယ်ကိုလာအစင်မပြေတဲ့သူနဲ့ပြိုင်ပြီးအနိုင်မယူရဘူးကိုထက်တန်ရင်လည်းကံတရားကိုမပြိုင်နဲ့ဝမ်းသာပေးတာကိုအလို့သူမဟုတ်တာသူ့အကြောင်းကိုကောင်းဖို့ကကိုခံတာဘလို့မှမရတော့လေဥပက္ခတွဲဖို့မချင်နိုင်ရင်လည်းမမုန်းနဲ့ မမုန်းရင်လည်းအချက်မပါစေနဲ့မချစ်တဲ့မမုန်းတဲ့မှရင်ကျက်တဲ့ဘဝတဲ့ဘဝမှာလွန်သွားရင် ကောင်းတာတွေတော့မကောင်းဘူးမဟုတ်လားပညာအသိရှိပေမဲ့ရှင်မာတတိမရှိရင်ပညာတက်လည်းထင်ရမှတ်တတ်တယ်ဉာဏ်ကောင်းတာဟာအစင်မြင်တာမဟုတ်တလို့ဘွဲဒီဂရီဟာလည်းဖွဲ့တည်စရာမဟုတ်တဲ့ဘဝအစိပ်ပိုင်းတစ်ခုပဲအစင်တန်းဆိုတာအိုင်ဂျူတွေဘွဲဒီဂရီနဲ့တိုင်းတာလို့မရဘူး အချင်းတိတ်ခါနဲ့ပဲနှိုင်းစရာပြရမှာမဟုတ်လားထုတ်ကြွားစရာမလိုပါဘူးကိုလှုပ်ရှားတာကိုအတိဆုံးပဲဖြစ်တဲ့အတွက်အရှိရမဆုံးဖို့တတိရမတုံးအောင်ပဲစူးစမ်းရမှာပေါ့ရိုးသားမှုဆိုတာဟာ ပကတိအရှိတရားအပေါ်အတိတရားတွေမချော်ပဲဟန်ဆောင်မှုမများကံတရားကပေးတလောင်းနဲ့ခြေနဲ့အောင်အဖြစ်မဖြစ်အောင်နေတတ်တဲ့သဘောမျိုးပါပဲရေကြီးဆုံးကဘွဲဒီဂရီရေအောင်မှန်မရောက်ဖို့ပဲ ညာတက်ပြီးမငြိမ်ချမ်းတဲ့ဘဝဟာတတိမပါလို့ပဲတတိမပါလို့အရှိကိုငါထင်ပြီးမန်ဝင်နေမိတာကြောင့်ကိုဘဝကိုငြိမ်ချမ်းအောင်မတည်ဆောက်နိုင်တာပဲအတိရှိပါတတိမလွတ်ပါစေနဲ့ဘသူတိတိမတိတိကို့အကြောင်းကိုသိတယ်ကို့အကြောင်းကိုသိနေရင်သူများသိဖို့ပြောပြเสียမလိုဘူးသူများကိုပြောပြတယ်ကို့အကြောင်းဟာအကောင်းပဲများနေတတ်တယ် လူတဘာဝမကောင်းတာလေးတွေကြကွယ်ထားတတ်တယ်။အလုံးလုံးတဲ့သူဟာအပျော်နေတယ်။အပျော်များတဲ့သူဟာအလုံးနေတယ်။အလုံးနေပြီးအပျော်များရင်အမားတွေကအများလာတတ်တယ်။ကိုကိုသူများတည်အောင် ပြောပြနေရတာဟာ အလုံးလုံးတာ နေနေသေးလို့ပဲ။အလုံးကောင်းတွေအများကြီးလုံနိုင်ရင်ကိုပါလဲဆိုတာပြောပြစရာမလိုပဲတည်လာကြမှာပဲပေါ့။ဒါကြောင့်စကားနေစီအလုံးမြဲစီတရားမြဲစီအမှားနေစီပေါ့ လုံလုံတဲ့အခါစေတနာကိုအထူးတတိပြုရမယ်။မဖြစ်လို့လဲဆိုတော့ကောင်းကောင်းဆုဆုဘလို့အလုံးမျိုးပဲဖြစ်ဖြစ်အလုတ်တန်းရဲ့အကျိုးသိအောင်မှုကိုအဒီစေတနာကပုံဖော်ပေးတာပဲဖြစ်လို့ပါ။တခါတလေလုံးလိုက်တာက တခါတည်းပေးဆက်လိုက်ရတော့အခမနဲ့ဖြစ်သွားတတ်တာဟာအဒီစေတနာအားကြောင့်ပါပဲ။တရက်ပင်ဟာစိုက်တုံးကတော့အစီကတစီတယ်အတီးတီလာတော့အတီးတွေကအမြောက်အများပဲမဟုတ်လား။ အဲ့ဒီလိုပဲတချို့ကိစ္စလေးတွေဟာ လုံလိုက်တာကတော့ဘာမှမဟုတ်ဘူးပြင်ရလာတော့အကျိုးတရားမှုက အစမတန်ကိုဖြစ်သွားတော့တာပဲဒါဟာ အလုတ်တိုင်းမှာတွဲပါနေတဲ့စည်တနာကြောင့်ပဲအလုတ်သေးပေမဲ့စည်တနာကြီးတော့တရားမှုကလည်းကြီးကုန်တော့တာတဘာဝပဲလေ ဒါကြောင့်အလုပ်လုပ်တဲ့အခါကောင်းတဲ့အလုပ်ဆိုရင်စည်တနာအားကောင်းကောင်းနဲ့လုပ်ပါမကောင်းတဲ့အလုပ်ဆိုရင်ရှောင်နိုင်အောင်ကြိုးစားပြီးမဖြစ်မနေလုပ်ဖြစ်သွားရင်လေမကောင်းတဲ့စည်တနာအားမကောင်းဖို့အထူးသတိပြုစင်ကျင်လုပ်ပါစည်တနာကောင်းရင်ကံကောင်းပါတယ်အကျိုးပေးခြင်းလေးတော့ရှိရပါလူအတော်များများဟာ ကိုယ့်ကိုအပြစ်ပြောလာရင်မကြိုက်ကြဘူးအပြောခံရတဲ့သူက ပြောလာတဲ့သူတွေကိုပဲကြည်တတ်ကြတယ် ဘာကြောင့်အပြောခံရလဲဆိုတဲ့အကြောင်းတရားကိုမစင်ကျင်မိတတ်ကြအောင်ကိုကိုကို ပြန်တုံ့တက်ဖို့ထက်ပြောလာတဲ့သူတွေကိုရိုးမယ်ဖွဲ့ဖို့ပြန်တုံ့ပြန်ဖို့ပဲစူးစမ်းတတ်ကြတယ်ခက်ရရန်ဥပမာပြရရင်ဂဲနဲ့အပြစ်ခံရတဲ့ခွေးလိုဖြစ်သွားတတ်တယ်ခွေးတွေကဂဲနဲ့အပြစ်ခံရရင်အဲ့နောက်ကိုပြေးလိုက်ပြီးဂဲကိုပဲကြိုက်လျက်ရှိတယ်ဂဲလာတဲ့သူဘက်ကိုမကြည့်တတ်ဘူးလူတော်များများလည်းအဲ့ဒီလိုပဲ အပြည့်ပြောခင်ရတာကိုပဲ like ခံစားတတ်ပြီးဘာကြောင့်အပြည့်ပြောခင်ရလဲဆိုတဲ့အကြောင်းကိုစင်ကျင်ဖို့မိနေတတ်ကြတယ်။အမှန်တော့ကဲကိုမကြည့်ရဘူး။ဘာကြောင့်အပြည့်ပြောခင်ရလဲဆိုတဲ့အကြောင်းတရားကိုစင်ကျင်ကြည့်ရမယ်။အကြောင်းတရားကိုသိအောင်ကြိုးစားပြီးမှန်ရင်လက်ခံပြုပြင်ဖို့လိုရင် ပြုပြင်ရမယ်။မမှန်ရင်လည်း like ခံစားနေဖို့မလိုဘူး။မှန်မှမမှန်တာမမှန်တာကြီးကို like ခံစားနေတာကိုကကို့အမှားပဲလေ။ အပုပ်ဆိုတာမစွတ်ရဘူးမဖွားရဘူးမြင်မြန်ဖုံးပြီးမြင်မြန်ရှင်းပြရတယ်မဟုတ်ရင် စွတ်လေ အနှံထွက်လေဖွားလေနဲ့လေပဲဖြစ်တတ်တယ်ဒီလိုပဲမကောင်းတဲ့အရာအကျိုးမရှိတဲ့အရာ အပြစ်ဖြစ်စေမဲ့အရာမမှန်တဲ့အရာတွေမှ လိုက်ပြီးမဖွားဖို့လိုက်ပြီးမစွတ်ဖို့လိုတယ်ဖွားနေစွတ်နေလို့လေကောင်းကျိုးမှမဖြစ်တာပဲလေအမုံတရားနဲ့တန်တရားကို ရှည်နေစီမှာပဲမဟုတ်လား အဓိကကသူများအပုတ်ကိုဖွားဖို့တဲ့ကိုကိုတိုင်းအပုတ်မရဖို့ပဲသူများကို အပုတ်ချသူများကိုရှုံချတဲ့သူကကိုကိုကိုလည်းအပုတ်ရစေတတ်တယ်။ရှုံရလို့အပုတ်ရတာတဲ့အလုံးမလှလို့အပုတ်ရတာကပိုဆိုးတယ်။ဒါကြောင့်အပုတ်ဆိုရင်ဘသူအပုတ်ပဲဖြစ်ဖြစ်ဘယ်လိုအပုတ်မျိုးပဲဖြစ်ဖြစ်မစွပါနဲ့မဖွားပါနဲ့ရှုံလှပေမယ့်အလုံးမလှရင်အပုတ်ရတာပဲ အဖက်တင်မယ်မပြတ်ဆင်ခြင်ဖို့တော့မမေ့ပါနဲ့ ဘဝမှာမဟုတ်တာကိုအဟုတ်လို့ပြီးလိုက်ခံစားနေတာလေအရှုပ်တစ်မျိုးပဲတလောကတက္ကမတယောက်ရှောက်တယ်အရှင်ဘုရားလူတယောက်ကတပည့်တော်ကိုမဟုတ်တာတွေပြောပြီးပဝင်းချင်မှာလိုက်အပုတ်ချနေရဲ့ဘုရားတပည့်တော်မှာမဟုတ်တာတွေနဲ့ခံစားနေရပါတယ်ဘုရားတဲ့မဟုတ်မှမဟုတ်တာဘာလို့လိုက်ခံစားနေရလဲမဟုတ်တာကိုလိုက်ခံစားနေတာကိုကကို့မှာပဲလေ လောကမှာမဟုတ်တာတွေလိုက်ခံစားပြီးမဟုတ်တာတွေနောက်လိုက်ဖြစ်ရှင်းနေတာကိုကပြီးမှာမဟုတ်တာမဟုတ်တာကိုထားလိုက်ဟုတ်တာတွေကိုများများလုပ်ပါလို့ပြောလိုက်ရတယ်ဟုတ်တယ်လောကမှာမဟုတ်တာအပြောခံရလို့ဒါလိုက်ခံစားနေရရင်ကိုယ်အလုပ်ကိုလုပ်နိုင်မှာမဟုတ်ဘူးပတ်ဝန်းကျင်ကတော့ဟုတ်ဟုတ်မဟုတ်ဟုတ်ပြောနေကြမှာပဲကိုကကိုယ်အလုပ်ကိုကောင်းအောင်လုပ်ဖို့ပဲပတ်ဝန်းကျင်ကသူ့အလုပ်သူ့လုပ်နေတာကိုကလိုက်ခံစားနေတော့ ိုပဲရှုပ်သွားတာပေါ့ခံစားရင်မှားတော့တာပဲဒါကြောင့်ပတ်ဝန်းကျင်ဆိုတာမကင်းရင်ကောင်းအောင်လေမကောင်းရင်ကင်းအောင်လေမဟုတ်ရင်မခံစားနဲ့ဟုတ်ရင်လည်းမှန်မထားနဲ့ညံအားမမိတ်ဖို့ပဲစူးစမ်းရမယ်အပိုင်း၅ကိုဆက်လက်ဆောင်ပြီးနားဆင်ပေးကြပါဦးခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။